၎င်းကျုံကပြန်လာတဲ့ရှောင်းရံကိုတော့ရောက်လောင်ကတရင်ကောင်းနဲ့စောင့်ကြည့်နေတယ်လေအဲ့ဒါကတော့တန်းစင်နဲ့ဆိုးကြပန်းမီတောင်နဲ့ပတ်သက်နေပါတယ်မဖုံးနိုင်မဖိနိုင်ဝမ်းသာသွားပြီးတော့တန်းစင်နဲ့ဆိုးကြပန်းမီတောင်ရဲ့နောက်ဆုံးမြေပုံပိုင်းစာကိုရလိုက်လို့လာဆိုပြီးမေးလိုက်ပါတယ်ရောက်လောင်ကတော့အဲ့လောက်မလွယ်တဲ့အကြောင်းပြောပြီးတော့နောက်ဆုံးမြေပုံပိုင်းစာရဲ့အကြောင်းကိုကြားထားတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်အထူးသီးသန့်လေဟာနဲ့ကုံသွယ်ပွဲတစ်ခုမှပေါ်လာမယ့်အကြောင်းမှာအထူးသီးသန့်လေဟာနဲ့ကုံသွယ်ပွဲဆိုတာကတာမန်ပြရာရှင်တယောက်မသိနိုင်ပါဘူးကုံသွယ်ပွဲကိုလာဖို့ဆိုရင်ပထမဆုံးလိုအပ်တဲ့အချက်က တိုင်းရင်ပါရအထုတ်ထိတ်ကိုရောက်နေမှာဖြစ်မယ်လေဒါကြောင့်အစ်စ်မှန်ပညာရှင်တွေပဲလာနိုင်ပါတယ်ရှောင်းရံကဘယ်ချိန်ကျင်းပမှာလဲဆိုပြီးတော့မေးလိုက်တော့တစ်နှစ်လောက်လိုသေးတယ်ဆိုပြီးရောက်လောင်ကပြန်ပြောလိုက်ပါတယ်အဲ့ဒီမတိုင်ခင်တွင်မှာရောက်လောင်ကရှောင်းရံကိုကိစ္စတစ်ခုလုပ်ပေးဖို့ပြောလိုက်ပါတယ်အဲ့ဒါကတော့ကြဲကျွေးဆိုင်ကိုကိုစားပြုပြီးတော့ရှေးဟောင်း Google ကကျင်းပမဲ့အရွယ်ရောက်ခန်းနာကိုရှေးဟောင်းတိုင်းပြည်မှာသူ့ကိုစားတော့တက်ပေးဖို့ပါ Google လိုကြားရတာနဲ့ရှောင်းရံတရောင်မျက်နှာတွေပါဝင်လက်သွားပြီလေ ရှေးဟောင်းကလန်ရှိခုတွေက Google Lens ကိုပြောလာလားဆိုပြီးမေးလိုက်ပါတယ်။ကျောင်းလောင်ကဟုတ်တဲ့အကြောင်းပြောပြီးတော့အခုချိန်မှာဝိညာဉ်တန်းတော်ကသူတို့ကိုမျက်စိတောက်ထောက်ကြည့်နေတာမို့လို့ကျောင်းလောင်အနေနဲ့ကျဲကျူးဆိုင်ကနေမခွာဘဲရှိနေမှရမယ်ဆိုတဲ့အကြောင်းကိုပြောနေတော့ပါပဲ။စကားတော်မဆုံးသေးဘူးသွားမယ်သွားမယ်နဲ့ဖြစ်သွားပြီလေ။ကျောင်းလောင်ကန်ပြလိုက်တဲ့ကတ်ကိုကြည့်ပြီးတော့ကွဲကွာနေတဲ့အခြေအူလေးကိုသတိရသွားပါတယ်။ရွှန်းအားကိုပါနောက်ဆုံးတော့ Google Lens ကိုသွားပြီးတော့ပေးထားတဲ့ခရီးတိုင်းရွှန်းအားလေးကိုသွားရှာနိုင်ပြီလေ။ရှေးဟောင်းကလန်ကြီးရှိခုတကြိမ်နဲ့စုစည်းတဲ့ခွင့်ရေးကလည်းအရန်ကိုမှရှာပါတယ်လေ။ရှောင်းရံရဲ့လက်ရှိအင်အားကကျန်တဲ့ရှေးဟောင်းကလန်ကြီးခုနှစ်ခုကထူးချွန်ထက်မြက်တဲ့လူငယ်တွေနဲ့ရင်ပေါင်တိုက်နိုင်တယ်လေ။ရှေးဟောင်းကလန်ကြီးရှိခုထဲမှာတော့ Hong Kong Google Lens ရန်ကလန်ရောင် င်ကလန်ရှီကလန်လဲကလန်နဲ့လင်းကလန်တွေပါပါတယ်ကလန်ခုနှစ်ခုအပြင်မှာနောက်ဆုံးကလန်ကတော့ပျက်စီးသွားတဲ့ချောင်းရံတို့ရဲ့ကလန်ပါတကယ်ဆိုရင်ရောင်းလောင်ကရောင်းကလန်ကလူတယောက်လေဒါပေမဲ့ကလန်ကဆုံးပြစ်ခဲ့တာပါတိုင်းနယ်ဖျားမွေးရပါဆိုတာဆက်လက်တည်ရှိနေနိုင်ဖို့အတွက်ကလန်ထဲမှာနောက်ထပ်တိုင်းနယ်ဖျားတယောက်ပေါ်ပေါက်လို့အပ်ပါတယ်ကံမကောင်းစွာနဲ့ပဲရောင်းကလန်ရဲ့မွေးရပါဆိုတာတွေကအချိန်ကြာလာတဲ့အမျှတဖြည်းဖြည်းညှော်နေလာပြီးတော့ရှောင်းရွှမ်းရဲ့မျိုးဆက်တွေအလဲရောက်တဲ့အခါမှာတော့ဘာမှသိမ့်မကြံတော့ဘူးလေ သူ့အရာအလုံးကိုဆွန့်လွတ်ခဲ့ပေမဲ့ပျက်စီးနေတဲ့ကလန်ကိုတော့မကယ်တင်နိုင်ခဲ့ပါဘူး။ရှောင်းရံကတော့သူ့ရဲ့မွေးရပါဆွမ်းအားတွေမရှိလဲနောင်လာရစိတ်ကိုမခံစားရတဲ့အကြောင်းကိုအသက်ဝဝရှူပြီးပြောလိုက်ပါတယ်။လန်ခီတိချောက်လုံးမှာလည်းလူတွေအများကြီးနဲ့မိတ်ဆွေဖြစ်ခွင့်ရခဲ့တယ်လေ။အမောင်တွေကနေလွတ်မြောက်အောင်ကူညီပေးခဲ့တဲ့လူတွေရှိသလိုသူ့အတွက်အများကြီးဆွန့်လွတ်ပေးခဲ့တဲ့လူတွေလည်းရှိနေပါတယ်။ရှောင်းရီရှန်းကိုလည်းမေးလို့မရပါဘူး။ ွေးရပါဆွမ်းအားတွေမရှိရင်တော့ရှောင်းကလန်ကိုဦးဆောင်ပြီးတော့အရင်ချင်းတွေကိုပြန်ရအောင်လုပ်နိုင်တယ်ဆိုပြီးတော့ရှောင်းရံကယုံကြည်ထားတယ်လေ။ကြောက်လောင်ကလည်းရှောင်းရံသာရဲရင်ကဘာကြီးကလမ်းဖက်ပေးသွားမှဖြစ်ပြီးတော့မကြောက်ရုံဘူးဆိုရင်ကန်ကြမ္မာကလက်လျှော့သွားလိမ့်မယ်။ကန်ကြမ္မာကိုဆုံးဖြတ်ရမှာငါတို့ကိုယ်တိုင်ပဲဆိုပြီးအားပေးလိုက်ပါတယ်။ဒါကိုကြည့်ပြီးတော့ဖုံးလောင်ကတော့ဆရာတစ်ဖက်လိုမပြောရအောင်ဆိုပြီးတော့ရောင်းလောင်ကလည်းရှေးရောင်းကလန်ကြီးရှစ်ခုတည်းကဆိုတာတိလားဆိုပြီးရှောင်းရံကိုပြောလိုက်ပါတယ်။ရှောင်းရံအံဩသွားတော့ကလန်ကြီးရှစ်ခုတည်းကဆိုတာမှတ်မိမယ်။ဆုံးဖြတ်ခံထားရတဲ့မျိုးနွယ်ဝင်တယောက်ဖြစ်ကြောင်းသာ ရောက်လောင်ကပြန်ပြောလိုက်ပါတယ်အခွင့်ကြုံမှာအသေးစိတ်ပြောပြမယ်ဆိုပြီးတော့စကားစားဖြတ်လိုက်ပါတယ်ရှေးဟောင်းကလန်ကြီးရှေ့ကူထဲမှာကောင်းကင်ဘီတော့အများဆုံးပိုင်ဆိုင်ထားတာကတော့ရန်ကလန်မှာရှောင်းလောင်ကရှောင်းဤရှန်းတယောက်ရှေးဟောင်းတညိုင်းကနေပြန်လာတဲ့ခါမှာ Google Lens ကိုသွားဖို့ပြောလိုက်ပါတယ်ရှောင်းရန်ကတော့ရှောင်းဤရှန်းကိုစောင့်နေတဲ့စိတ်ဝိညာဉ်အခြေအနေကိုလေ့ကျင့်နေပါတယ်ခဏနေတော့ပြန်ရောက်လာတဲ့ရှောင်းဤရှန်းကိုရှောင်းရန်တယောက်အပြေးကြိုလိုက်ပါတယ်ရှောင်းဤရှန်းကတော့သပင်းကာလာတွေပါချိန်လိုက်ပါပြီရှောင်းရန်ကတော့ချင်းရှံမျိုးကိုပြန်ရောက်သွားသလိုပဲဆိုပြီးပြန်ပြောလိုက်ပါတယ်လူနာတွေကိုကဲတင်ပြီးတော့စစ်သားတွေရဲ့နဲ့တမီးလို့တတ်မှတ်ခံထားရတဲ့ရှောင်းဤရှန်းကိုပြန်မြင်ရတာမျိုးလေအခုဆိုရင်အစိတ်ခံတာကိုထိန်းချုပ်နိုင်သွားပြီဆိုတော့သပင်းတွေကလည်းဖြူမနေတော့ပါဘူးအစ ိတ်ငွေတွေကအကြီးမားဆုံးအားဖြည့်စီဖြစ်လာပြီးတော့ချက်ခွန်းနှစ်ပွင့်ဒူဆန်းအဆင့်ကိုရောက်သွားပြီလေ။သူ့ဘေးကလူတွေကဘလို့ပါရမီရှင်တွေပါလိမ့်ဆိုပြီးတော့ရှောင်းရန်ကချီကျူးလိုက်ပါတယ်။ရှောင်းရန်လေ့ကျင့်နေတဲ့အချိန်မှာလေးရင်ရောက်လာပြီးတော့ရှောင်းရန်အရှိပိုင်းနေမြေတွေကိုဝင်လာပြီးဆိုတဲ့ကြောင့်ကိုတင်ပြလိုက်ပါတယ်။မကြခင် Google Land ရဲ့ Google ထွန်းမြတ်မျိုးတော်ကိုရောက်လာတော့မယ်လေ။ဒီရက်ပိုင်းရှောင်းရန်လေးကတကားပိတ်လေ့ကျင့်နေတာဆိုတော့အပြင်ကိစ္စတွေတိတ်မသိသေးတာကြောင့်ရှောင်းရန်ကိုကိုနေကောင်းရလာဆိုပြီးမေးလိုက်ပါတယ်။လင်းလောင်ကတော့ရှောင်းရန်ကအခုဆိုရင်အလေပိုင်းကုန်းပြည်ထဲမှာအရန်နေမြေကြီးနေပြီဆိုတဲ့ကြောင့်ကိုပြန်ဖြေလိုက်ပါတယ်။ တစ်ချိန်လုံးကအတွေ့အကြုံနူးနယ်တဲ့လူငယ်လေးကအခုဆိုရင်လင်းလောင်လိုလူအိုကြီးတောင်နားလည်နိုင်သွားမှရှိတော့ဘူးလေရှောင်းရကတော့သူ့ပဲလေးကိုငကိုတွေကတော်တယ်အကြောင်းကိုပြန်ကြွားလိုက်ပါတယ်အဲ့ဒါကိုကြည့်ပြီးတော့လင်းလောင်ကရှောင်းရတယောက်သူ့မမလေးကိုဘာမှမစွေးရည်နဲ့မပြူစားထားလည်းမသိဘူးဆိုပြီးတွေးလိုက်ပါတယ်သိမကြခင်ပါပဲရှောင်းရလေးရဲ့ထုတ်ပြန်ချက်ကရှောင်းရကိုအခက်တွေးစေနိုင်တယ်ဆိုပြီးတော့လင်းလောင်ကပြောလိုက်ပါတယ် Google ကအကြီးကြီးတွေကရှောင်းရလိုကောင်ကိုစိတ်မဝင်စားသင့်ဘူးဆိုပြီးပြောလိုက်ပါတယ်ရှောင်းကလန်မာကမွေးရပါဆွမ်းအားမရှိတော့တယ်လို့ဆုံးယူသွားတာလည်းကြာပြီလေဒါကြောင့်ရှောင်းရတဲ့သဘောမတူကြပါဘူးတက်ပြစ်လိုက်တာကိစ္စအေးတယ်ဆိုပြီးပြောနေကြပါတယ်ဒါပေမဲ့လင်းထိတ်ထားဆန်ရှောင်းရလေးကတော့ဒိုဂျီဆွမ်းအားတွေကိုထုတ်လိုက်ပြီးတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုအကြီးကြီး ဲတွေစိတ်ပူဖို့မလိုဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။ရှောင်းရံကဘသူထက်မဆိုတော့တဲ့အကြောင်းသူ့ကိုထင်သေးနေတာဘယ်လောက်ထိသုံးရလိုက်တယ်လဲဆိုပြီးပြန်ပြောခဲ့လိုက်တာလေ။သူပြောခဲ့သလိုပဲရှောင်းရံကလည်းအင်အားကိုတသက်ပြနိုင်မယ်ဆိုပြီးတော့ရှောင်းရံကယုံတယ်လေ။ရှောင်းရံတို့ခရီးနေလာတာအခုဆိုရင် Google Land ရဲ့ဆွမ်းအားတားဆီးရှိကိုရောက်နေပါပြီ။ကြောက်စင်းပြားကိုကင်ထားမှပဲဖြတ်တန်းခွင့်ရမှာပါ။သူတို့ရဲ့ယင်ကလည်းဖြတ်လို့မရပါဘူး။ဒါကြောင့်အတားဆီးကိုလည်းနဲ့ထိကြည့်လိုက်တော့ကြောက်စရာကောင်းတဲ့ဝိညာဉ်ဖီအားကိုခံစားလိုက်ရပါတယ်။ဂူထွန်းမြတ်မျိုးတော်ကို Google Land ရဲ့တိုင်းနယ်ဖီအားတယောက်ကတိစောက်ခဲ့တဲ့အတွက်မျိုးကိုကောက်ွယ်တဲ့အလင်းနဲ့နဲ့မှာတိုင်းနယ်ဖီအားရဲ့ဆွမ်းအားလည်းပါပါတယ်။ ဒါကြောင့်ဖိတ်ကြားချက်မရတဲ့သူဆိုရင်မျိုးရဲကိုဝင်ဖို့စိတ်ကူးတော်ရင်လို့ရမှာမဟုတ်ပါဘူး။တကားဝါကနေရှောင်းရံတို့ဝင်လာတာကိုမြင်ပြီးတော့ခုနှစ်ယောက်မြောက်တက်မှုကောင်းဆောင်ကတော့တိုက်ဖို့အမိန်ပေးလိုက်ပါပြီ။သူကတော့အားလုံးရဲ့ချစ်တော်လင်းချွတ်မှာပဲ။အားလုံးကဝိုင်းထားပြီးတော့သူကိုယ်တိုင်ရှေ့ထွက်လာတော့ Google Lens ကိုလာလာတည်ချင်လို့လာဆိုပြီးမိလိုက်ပါတယ်။သူရဲ့ဆွမ်းအားလေးနဲ့ဖိနှိပ်ဖို့လုပ်ပေမဲ့ရှောင်းရံတို့ကတော့ဘာမှမဖြစ်ပါဘူး။ရှောင်းရံကခြေတစ်ဖက်ဆောင်းလိုက်မှာပဲဘေးကိုအကုန်လွတ်ထွက်ကုန်ပြီလေ။ပြီးတာနဲ့ Google Lens ကအဲ့တဲ့တွေကိုဒီလိုပဲဆက်ဆံလာလာဆိုပြီးတော့ကြောက်စိမ့်ပြကိုထုတ်ပြလိုက်ပါတယ်။ချေချွေဆိုင်ရင်လို့ဖတ်ပြီးတော့မှအတူတူမဖြစ်တဲ့လင်းချွတ်ကတော့ဒီလိုအင်အားသေးသေးလေးကဖိတ်ကြားချက်ကိုရရမရှိဘူးဆိုပြီးဖင်ပိတ်နေနေပါတယ်။ ပြီးတာနဲ့ရေနဲ့တက်ဖွဲ့ကိုတိုက်ခိုင်းလိုက်ပါပြီ။ရှောင်းရံကတော့အကြောဆန်းလိုက်ပြီးလက်စည်းသုံးတော်လှုပ်ရှားမှုနဲ့အကုန်လုံးကိုပြတ်ဖြုတ်ပေးလိုက်ပါတယ်။လင်းချွတ်ရဲလံကိုလည်းလက်လေးနှစ်ချောင်းနဲ့ပဲဖမ်းလိုက်ပြီးတော့ဒီအကွက်ပဲသုံးရက်ပြီဆိုပြီးတော့အမုံဖြစ်ကိုပြောင်းပေးလိုက်ပြီလေ။လင်းချွတ်ဆိတ်လို့သွားပြီးတော့ထပ်ပြီးပြေးလိုက်ပါတယ်။ရှောင်းရံကတော့သူ့ရဲ့ကံကြမ်းနဲ့မိတ်ဆက်ပေးလိုက်တော့လင်းချွတ်တဲ့ရောက်ကိုကနေပြီးတော့ဝိညာဉ်ခန္ဓာကိုဖြစ်ကွဲထွက်သွားပါတယ်။ရန်သူဟောင်းလေးရှက်ကွဲနေပြန်ပါပြီ။ရှောင်းရံကတော့တက်မှုလင်းချွတ်ကိုနောက်တစ်ခါအသိဉာဏ်မဲတာတွေတိတ်မလုံနဲ့တော့ဆိုပြီးတော့ချိန်လိုက်ပါတယ်။သူ့လိုစိတ်ထားလူညံ့တဲ့လူကတိတ်ရှိတာမဟုတ်ဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။လင်းချွတ်ကထပ်တိုက်ဖို့လုပ်ပေမဲ့ငါးရောင်မြောက်တက်မှုရောက်လာပြီးတော့တားလိုက်တာကြောင့်ရက်လိုက်ရပါတယ်။ဘာဖြစ်နေကြတာလဲလို့မေးလိုက်တော့အမှန် တိုင်းမဖြေဘဲနဲ့နောက်ခံကတန်တရားဖြစ်စရာကောင်းပြီးတော့ခွင့်ပြုချက်မရှိဘဲဝင်လာတာကြောင့်တိုက်ဖို့မေးမိလိုက်တာဆိုပြီးပြန်ဖြေလိုက်ပါတယ်စကားအဆုံးမှာပဲဆွမ်းအားနဲ့ဖိနှိပ်ခံလိုက်ရပြီလေအတားစီကိုဖျက်ပြီးတော့ရောက်လာတဲ့သူက Google ရဲ့ဖိတ်ကြားစာရှိလို့ပဲပေါ့ဆိုပြီးပြန်ပြောလိုက်ပါတယ်ပြီးတာနဲ့ချက်ချင်းဆိုင်ကရှောင်းရံဆိုပြီးဖိတ်ဆက်လိုက်ပြီလေဟိုလူကလည်းသဘောကျဖို့မရပါဘဲအောင်းအေးပြီးတော့နှုတ်ဆက်လိုက်ပါတယ်ပြီးတော့ မြို့တော်မှာရဲနှဲငယ်လေးပတ်ပြီးတော့အချိန်ကျလာရင်ဂူနိုင်ငံစီကိုခေါ်သွားမယ့်လူတွေရောက်လာတော့မယ်ဆိုပြီးပြောလိုက်ပါတယ်။ရှောင်းရံဘေးကနေပြီးတော့ဖျက်သွားတဲ့အချိန်မှာရိုင်းရမကြဘူးဆိုရင်လက်ရည်ဆိုင်ဖို့ဆန္ဒရှိတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ရွှေရလေးပြောသလိုပဲတော်ရလားဆိုတာသိချင်နေတာကြောင့်မှရှောင်းရံကတော့အချိန်မီပဲဆိုပြီးပြောပြီးထွက်သွားပါတယ်။ လက်ဖက်ရည်တောင်းရင်နဲ့ရှောင်းရံတယောက်ဂျီနက်တက်ဖွဲ့မှာတည်ထားတာရှိလားဆိုပြီးတော့မေးလိုက်ပါတယ်ဂူဂလန်ကဂျီနက်တက်ဖွဲ့ဝင်တွေကိုရွေးချယ်တဲ့အခါမှာတင်းကျပ်ပြီးတော့အသက်အရွယ်ကလည်းအပိုင်းခြားတစ်ခုတွေမှာရှိရမယ်ဆိုပြီးတော့ရှောင်းရှန်ကရှင်းပြနေပါတယ်ဂျီနက်တက်ဖွဲ့မှာတက်မှု၈ယောက်ဗိုလ်ချုပ်၄ယောက်နဲ့ဂျီနက်တက်ဖွဲ့ခေါင်းဆောင်၂ယောက်ဆိုပြီးရှိပါတယ်တက်မှု၈ယောက်ကရှောင်းရံရဲ့အချစ်ပြိုင်ဘက်တွေပေါ့ဂူဂလန်ရဲ့သခင်မလေးကရှောင်းရံအတွက်ကလန်တွင်းမှာတော်တော်လေးကိုကြရက်ထအောင်လုပ်လိုက်တယ်ဆိုပြီးကြားတယ်ဆိုပြီးတော့ချင်းလင်ကပြန်ပြောလိုက်ပါတယ်ရှွမ်းအာလီကတော့ဂူဂလန်ကလူငယ်မျိုးဆက်တွေရဲ့နှလုံးသားထဲကနှစ်ဖျားမှာပဲလေဒါကိုကြတော့ရှောင်းရှန်ကရေပြီးတော့တက်မှု၈ယောက်ကရှောင်းရံကိုချင်းချောက်နိုင်လောက်အောင်မတော်ဘူးဆိုပြီးပြန်ပြော ောလိုက်ပါတယ်တကယ်ခူးဆိုင်ရမှာကဘိုးချုပ်၄ယောက်နဲ့ခေါင်းဆောင်၂ယောက်ပါ တစ်ဖက်မှာလည်းရှောင်းရံတို့ကိုကြည်ပြီးမကြေမနက်ဖြစ်နေတဲ့အုပ်စုတစ်ခုရှိတယ်လေ။ငါရောက်မြောက်တက်မှုကတော့အရန်မလုပ်ဖို့မှလိုက်ပါတယ်။အားလုံးကစီကံတိုင်းမဖြစ်စေရမယ်ဆိုပြီးထွက်သွားပြီလေ။ပြိုင်ပွဲခွင်းထဲမှာတော့တတိယမြောက်တက်မှုရန်ဟောက်ကစေးဖို့ဆက်ပြိုင်ပွဲချန်ပီယံရှောင်းရံကိုစိန်ခေါ်တဲ့တန်ကထွက်ပေါ်လာပြီလေ။မတိလိုက်ခင်ပါပဲ။တပွဲတလန်းကဆိုင်ရတော့မှာပါ။ရှောင်းရံနာမည်ကိုကြားလိုက်တော့အကုန်လုံးကလှုပ်လှုပ်ရှားရှားတွေဖြစ်ကုန်ပါပြီ။ဆရာကစေးဝိဇာရှင်ဆိုတော့သူတို့အမြင်မှာရှောင်းရံရဲ့အဆင့်ကလည်းမသေးဘူးလေ။ရှောင်းရံကိုပြိုင်ပွဲထဲဝင်အောင်ဖိအားပေးပြီးတော့လူများရှိမှခွပြူချက်တောင်းတာဆိုတော့ဒီနီးလန်းကရုံးမာရကြလုံးပါတယ်။ရှောင်းရံကတော့အေးဆေးပါပဲ။ချက်တစ်ကောင်ကိုတက်ပြီးတော့မြောက်တွေကိုချောင်းရမယ်ဆိုလည်းမစိုးဘူးဆိုပြီးဝင်သွားပါတယ်။ ပြီးတာနဲ့ရန်ဟောက်တယောက်ပြေးတိုက်ပါပြီရှောင်းရန်ကတော့ AC ပဲလက်နောက်ပြေးပြီးရှောင်းလိုက်ပါတယ်၎င်းမွေခြေလန်းကိုစမ်းကြည့်ဆိုပြီးတော့ထပ်ပြီးတော့ပြေးတိုက်လိုက်ပါတယ်ရှောင်းရန်ကတော့ဇက်တိုက်ပဲရှောင်းနေပြီးတော့ဝင်းကျင်ဆွမ်းအားရှိမှမေးရအချိန်ကပြောမပြလောက်ဘူးဆိုပြီးတော့လက်ဝါးနဲ့မိတ်ဆက်ပစ်လိုက်တာဝင်းကျင်မှာထိခိုက်သွားပါတယ်ထပ်ပြီးတော့ကောင်းကင်မကောင်းဆိုးဝါးဖြတ်စည်းခြင်းလက်တဲကိုထုတ်ပြီးတိုက်လိုက်ပါတယ် ါပေမဲ့ရှောင်းရံကတော့အသာလေးရှောင်ပြီးတော့6လောက်ကနေကင်ပြီးလွှင့်ပြလိုက်ပြီလေပြီးတာနဲ့ပြန်တိုက်လိုက်ပါတယ်ရှော့တက်မိသွားတာပဲဆိုပြီးတော့နတ်ဖျားတစ်သိချင်းချင်းကိုပါထုတ်သုံးနေပါပြီခြေစင်မပြီးခင်ပါပဲလက်နှချောင်းနဲ့လက်ကောက်ဝက်ကိုတိုက်ခိုက်လိုက်ပြီးတော့လက်သီးတစ်ချက်ကျွေးလိုက်ပါတယ်ပြီးတာနဲ့ဇက်တိုက်လက်သီးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ရဟောက်တရောက်သွေးပါအန်လိုက်ရပါပြီဒါပေမဲ့မြေပြင်ဆောက်သုံးတစ်သိကိုတုံးပြီးတော့တိုက်လိုက်ပါတယ်အကွက်အစ်ကိုစမ်းကြည့်ဖို့ချိန်ရပြီဆိုပြီးတော့ကဘာမြေမီလီယံဘေးပပလဲကလူတွေပါထွက်ပြေးကုန်ပါပြီ။ပြီးတာနဲ့ရဟောက်တယောက်ငချောက်လေးလိုပြုတ်ကျသွားပြီလေ။အောက်ကမီးပြင်းထဲမှာကြာကန်နေပါပဲ။ဆွဲငင်လက်ဝါနဲ့ဘေးကိုရွှေ့ပစ်လိုက်ပါတယ်။အတာပေးလို့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဖိလိုက်ပါတယ်။ဒါက ုမြင့်နော်ရှောင်းရံကအရန်တော်တာပဲဆိုပြီးတော့ချီကျူးတဲ့တရားကိုဘေးကတငယ်ချင်းတွေကရှင်နဲ့တတတာတွေအများကြီးပဲဟာဆိုပြီးဆွဲခေါ်သွားပါတယ်ဒီမြင်ကွင်းကိုအနီရောင်ဝတ်ဆောင်တဲ့လူတွေကလည်းထိုင်ကြည့်နေပါတယ်သူတို့ကတော့ရံကလန်ကဖြစ်ပြီးတော့ဟော့ချစ်လို့ခေါ်တဲ့ကောင်မလေးကတော့ရှောင်းရံရဲ့ကောင်းကင်ဘီရောက်ကိုစိတ်ဝင်စားနေပါပြီဟော့ချစ်ရဲ့မိတော့ကတော့ကြာပန်းနေပြီးတော့ပါရံဟောက်ကတော့အခုချိန်ထိမကျေနပ်နိုင်သေးပါဘူးထပ်တိုက်မယ်လို့တော့နှစ်ယောက်မြောက်တံမှုလင်းရှို့ရောက်လာပြီးတော့အချက်ခွဲလို့မဝတဲ့ဘူးလားဆိုပြီးမေးလိုက်ပါတယ်ရှောင်းရံရှေ့ရောက်လာပြီးတော့သူနဲ့တိုက်ရဲလားဆိုပြီးတော့မကြီးခွဲနေပြီလေ ဲ့ဒီချိန်မှာပဲပြဿနာမရှာနဲ့ဆိုပြီးအကြီးကဲတယောက်ထွက်လာပါတယ်။သူကတော့အကြီးကဲကူွှတ်မှာမင်းတို့တွေလူရှိသူရှိမှာ Google ရဲ့ဧည့်သည်ကိုစော်ကားတဲ့ထွက်သွားကြစမ်းဆိုပြီးတော့ဆူလိုက်ပါတယ်။ကရုံးတကောင်မကြည်ကြီးနဲ့ကြည်ပြီးထွက်သွားပြီလေ။ပြီးတာနဲ့ရှောင်းရံကိုတောင်းပန်လိုက်ပြီးတော့နောက်သုံးရက်နေရင်လေဟာနယ်တကားဖွင့်မဲ့ကြောင်ကိုပြောလိုက်ပါတယ်။လေဟာနယ်တကားကနေတစင်းရှေးဟောင်းသူတော်စင်တောင်းကိုသွားမှဖြစ်ပြီးတော့ပြဿနာမရှာဘူးလည်းပြောလိုက်ပါတယ်။မဟုတ်ရင်ဟင်းလေးမြေအာကာသားထဲမှာမြုပ်နဲ့ခံသွားရမယ်လေ။ နေရာကိုသွားနေတော့မှပဲရှောင်းရံတယောက်နောက်ကနေလူလိုက်လာတာကိုအာယုံခံမိပြီးတော့ဘာကြောင့်ခိုးကြောင့်ခိုးလဲဝါလာလဲဆိုပြီးမေးလိုက်ပါတယ်မင်းရဲ့အာယုံခံနိုင်သွမ်းကတကယ်ထက်မြတ်တာပဲဆိုပြီးတော့လူတစုထွက်လာပြီလေသူတို့ကဟုန်ကလန်ကလူတွေပါဟုန်ကလန်ဆိုတာကဝင်းကျင်တန်းတော်ရဲ့မူသားဖြစ်တရားကလန်ပဲလေဒိုချီစွမ်းအားတွေကိုထုတ်လိုက်တော့ဖမ်းမှုစိတ်ဝင်စားဖို့ဆိုပြီးပြန်ပြောလိုက်ပါတယ်ဒီတိုင်းတစ်ချိန်ကအင်အားကြီးခဲ့တဲ့ရှောင်းကလန်ကဘလောက်တောင်တနာစရာကောင်းတဲ့အခြေအနေမျိုးရောက်နေလဲဆိုတာလာကြည့်တာဆိုပြီးဖိတ်လိုက်ပြီလေ စိတ်မရှိနဲ့ရှောင်းရှန်းကတော့နင်ကြွသိမိဆိုပြီးစတိုက်လိုက်ပါတယ်။ရှောင်းရှန်းကလည်းဟုံကလန်ရဲ့ဘိုးဘေးတွေလက်ထဲမှာပဲကြာဆုံးခဲ့တာလေ။ဒါကြောင့်ဟုံရကလည်းရှောင်းရှန်းရဲ့မျိုးဆက်ဖြစ်တဲ့ရှောင်းရန်ကိုအဆုံးသတ်ရလိမ့်မယ်ဆိုပြီးပြောပြလိုက်ပါတယ်။ရှောင်းရန်ကလည်းမင်းတို့ဘိုးဘေးကျွေးကိုရှောင်းကလန်ကဘိုးဘေးတွေရဲ့တင်းကျိုင်းရှိမှာပဲပြန်ဆက်ရအောင်လုပ်မယ်ဆိုပြီးချိန်ဝါလိုက်ပါတယ်။ဟုံရကတော့စောင့်နေမယ်လို့ပြောပြီးထွက်သွားပြီလေ။ဒေဟာနဲ့ဖြတ်တန်းရေးရင်ပေါ်မှာတော့ဟော်ရှွမ်းနဲ့ဟော်ချစ်ကသူတို့ကရန်ကလန်ကဆိုပြီးတော့ရှောင်းရန်ကိုလာပြီးမိတ်ဆက်ပါတယ်။အခုရှောင်းကစီးဖော်ဆက်ချန်ပီယံဆိုတဲ့ဂုံတူးကိုလည်းကြောက်ဦးလာကြပြီဆိုပြီးပြောပြောလိုက်ပါတယ်။ဒီတစ်ခေါက်လာတာကကောင်းကင်အုပ်ကူတွေ့မလားဆိုတော့ရှောင်းရန်ကကြားတော့မကြောက်ဘူးပါဘူး။ကောင်းကင်အုပ်ကူဆိုတာကရှေးတုန်းကတည်းကရှိခဲ့တဲ့အရာ ခုဖြစ်ပြီးတော့ပညာရှင်ပေါင်းများစွာရဲ့အုပ်ဂူတွေလည်းရှိရလေအဲ့ထဲမှာရှောင်းရံရဲ့ဘိုးဘေးရှောင်းရွှမ်းအုပ်ဂူလည်းပါပါတယ်ကောင်းကင်အုပ်ဂူထဲမှာရှေးကလေးကပညာရှင်တွေရဲ့စွမ်းရည်တစိတွေရှိပြီးတော့အချိန်ကြာလာနဲ့မျှတစိတွေကသူတို့အသက်ရှင်တုန်းကပုံစံမျိုးပြောင်းလဲသွားပြီးတော့ သူတို့ကိုအနိုင်ရပြီဆိုရင်အဲ့ဒီစွမ်းရည်တစ်စိတ်တွေကိုထုတ်လို့ရပါပြီသူတို့ကအစိမ့်မြေစေးလုံးလို့ပါပဲစတိုက်မျိုးချလဲပါဆိုချိုးမှမရှိဘူးလေအရေးကြီးဆုံးချက်ကတော့ကောင်းကင်အုပ်ကူထဲမှာရှိတဲ့အချိန်ကအပြင်ကထက်ပိုနေပါတယ်ကောင်းကင်အုပ်ကူက20ကိုတစ်ချိန်ပဲဖွင့်ပြီးတော့ရှေးအောင်ကလန်ရှစ်ခုကလူတွေပဲဝင်လို့ရပါတယ်ရှောင်းကလန်ကလည်းရှေးအောင်ကလန်တွေကတခုဆိုတော့ဝင်လို့ရတယ်ဆိုပြီးတော့ဟော်ရှွမ်းကပြောလိုက်ပါတယ်ရှောင်းကလန်ကပြည့်စည်နေပြီဆိုတော့ရှောင်းရံအတွက်သူဝင်ရမရကမသေးချာဖြစ်နေတယ်လေ ခဏနေတော့ဘေးရင်ကအဖြူရွေးဝင်းတဲ့လူနှစ်ယောက်ကိုသတိထားလိုက်မိပါတယ်သူတို့ကရောက်ကလန်ကဖြစ်ပြီးတော့ရက်တောင်တဲ့လူကရောက်ရှင်းကြည်လို့ခေါ်တယ်လေအစင်းရှက်အလဲလက်ဆေးဖော်ဆက်သူဖြစ်ပြီးတော့လူသားဆေးလုံးလို့ဆိုပြီးနာမည်ကြီးပါတယ်ရောက်ရောက်ချင်းရှင်းရောက်ကလန်ကလူတွေနဲ့သွားပေါင်းနေပြီလားဆိုပြီးတော့လင်းရှိုးရောက်လာပြီးရန်စနေပြန်ပြီလေ ရှောင်းရံကလည်းဒီမှာပြောင်းရင်လို့လားဆိုပြီးပြန်မိလိုက်ပါတယ်။ငါတို့တပ်မှုကြီးကမင်းကိုတွေ့ချင်လို့လားခေါ်တာဆိုပြီးတော့ရှောင်းရံတယောက်ထဲပဲဆိုပြီးပြောလိုက်ပါတယ်။သူကတော့နံပါတ်1တပ်မှုဂူချမ်းမှာရှောင်းရံကိုဂူဂလန်ကိုဘာလို့ဒီလောက်ထိလုံခြုံရေးတင်းကျပ်ထားလဲသိလားဆိုပြီးမိလိုက်ပါတယ်။ပြင်ပဧည့်သည်တွေဂူနိုင်ငံထဲမှာကျန်နေခဲ့မှာဆိုရင်လို့ဆိုပြီးဖြေလိုက်တော့မှန်တဲ့ကြောင်းကိုပြန်ပြောလိုက်ပါတယ်။ဂူမျိုးနဲ့နိုင်ငံသားတွေကတိုင်းနယ်ဖျားမွေးရပါဆွမ်းအားကိုပိုက်ဆိုင်ထားပြီးတော့ပမာဏအရန်နေတာကြောင့်အပြင်လူတယောက်ကိုလက်ထပ်လိုက်မယ်ဆိုရင်မွေးရပါဆွမ်းအားတွေကပျောက်သွားဖို့ရန်ကိုလွယ်ကူနေတယ်လေ။ရှောင်းရံလေးကတော့တိုင်းနယ်ဖျားမွေးရပါဆွမ်းအားဆစ်စစ်ပါတယ်။ရှေးရောင်မျိုးနယ်စုဝင်လေ။ရှောင်းရံကတော့ဂူဂလန်ရဲ့မွေးရပါဆွမ်းအားကိုအဖက်မလုပ်ဖို့ဆိုဘဲစစ်တီရောက်ဖို့လိုလဲဆိုပြီးမိလိုက်ပါတယ်။ တိုင်းသူတော်စင်ဆိုတော့ရောင်းအောင်လုပ်မယ်ဆိုပြီးရှောင်းရံကပြန်ပြောလိုက်ပါတယ်။ကုချန်းကဘာလို့အဲ့လောက်ရောင်းနိုင်မယ်လို့သိကြနေရလဲဆိုပြီးမေးလိုက်ပါတယ်။အကြောင်းကတော့တိုင်းနှစ်ဖရာရဲ့မွေးရပါဆွမ်းအားမပါလာတော့မှဒီရစ်စစ်တီရောင်းလာနိုင်လို့ပဲဆိုပြီးတော့ confidence sheet နဲ့ပြန်ဖြေလိုက်ပါတယ်။ပြီးတာနဲ့ဇားပွဲကိုပါအနိုင်ပိုင်ပြီးလဲထွက်သွားပြီလေ။ခဏနေတော့ဂူနိုင်ငံထဲကိုရောက်လာကြပါပြီ။ရွှေအားလေးကလည်းတောင်ထဲနေပေါ်ကနေပြီးတော့ ရှောင်းရံတို့ကိုစောင့်နေတယ်လေအရှိကဖြတ်သွားတာနဲ့ရှောင်းရံစီကိုချက်ချင်းပဲရောက်ချလာပါပြီအချင်းချင်းကြည့်နေရင်လည်းငငယ်ကဖြတ်တန်းခဲ့ရတဲ့အမှတ်တရတွေကိုပြန်တွဲမိနေပြီလေအခုမှပဲတလန်းချင်းတို့လာပြီးတော့မဖြတ်သေးပြန်ပါဘူးအဲ့တော့အကြီးကဲနှစ်ယောက်ကရှေ့တို့ပြီးတော့အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ရှောင်းရံကိုတော့တိတ်ဆိတ်တဲ့နေရာကိုခေါ်သွားမယ်ဆိုပြီးတော့အရင်သွားနေကြပါပြီနှစ်ယောက်ထဲတော့မဟုတ်ပါဘူးအဖွဲလိုက်ပါပြန်တန်းနေတော့မှပဲချက်ချင်းပဲတိုက်ခိုက်ခံလိုက်ရပါတယ်ရှောင်းရံကတော့ကောင်းကင်ပြီးတောင်းတဲ့အလွယ်လေးပဲကာလိုက်နိုင်ပါတယ်ရှောင်းရံကရှေ့တက်ပြီးတော့အကြီးကဲတွေကိုစူပါတော့တယ်အဲ့တော့မှရှောင်းကလန်ကလူကိုမတွေ့ရကြတော့စိတ်ဝင်စားမှုမြင့်တက်ပြီးစံကြည့်ချင်ုံမှပဲဆိုတဲ့အတန်ထွက်ပေါ်လာပါတယ်ပြန်မဆုတ်ကြသေးဘူးလားဆိုပြီးတော့ရွှေရောင်ထူကြီးစွမ်းရည်တွေကိုထိုးလိုက်တော့မှပဲပျောက်သွားပြီ ပြီလေရှွမ်းအားတို့ထွက်သွားတော့မှလူနှစ်ယောက်ပေါ်လာပါတယ်တယောက်ကတော့ရှောင်းရံကိုတေးသက်ချင်နေတဲ့ပုံပါပဲနေရာကိုရောက်သွားတော့လင်းအောင်လဲပေါ်လာပြီလေညနေဖုန်းကိုဆွဲချလိုက်တော့ရှောင်းရံရဲ့အဖေထင်သွားတာပါဆွဲတဲ့သူကလည်းဒီကာရိုက်တာတွေကိုပဲယူသုံးနေတာပါမတွေ့ရကြဘူးဒီစိတ်ကိုရောက်နေပြီဆိုပြီးနှုတ်ဆက်လိုက်ပြီးတော့ရှွမ်းအားကတော့မိသားစုဩတာကိုတွင်းပြဖို့အတွက်သွေးဆွမ်းအားမြင့်တင်တာဆိုပြီးတော့စကားရှိနေတော့ရှွမ်းအားလေးကသတိပေးလိုက်ပါတယ်နောက်ပြန် Google ရဲ့အရွယ်ရောက်ခန်းနာဖြစ်ပြီးတော့စီးမြင့်နေရာအရွယ်ရောက်ခန်းနာကိုတက်ရောက်တဲ့မျိုးနွယ်ဝင်တွေကတခြားသူတွေကိုစိတ်ကြိုက်လွတ်လွတ်လပ်လပ်ရွေးချယ်နေတာကြောင့်ရှောင်းရံကိုဒုက္ခပေးဖို့အခွင့်ကောင်းတစ်ခုပဲလေရှောင်းရံကတော့သူတို့သာစိန်ခေါ်ရရင်သူကလည်းခွန်အားနဲ့တက်တည်ပြမယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ရှောင်းရံတရ ောက်အရွယ်ရောက်ခန်းသားမှာဗားဒီဆက်ဖြစ်မလဲဆိုတော့နောက်တစ်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လုပ်သွားခဲ့ပေးပါဦးခင်ဗျာ